မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရခိုင်ပြည်မှာရောက်ရှိနေတဲ့အရကတတော် AA စစ်ဦးစီးချုပ်ဘိုးချုပ်ထွန်းမြင့်နိုင်ကမောင်တော်မျိုးမှာရိုဟင်ဂျာတွေနဲ့တွေ့ဆုံခဲ့ပြီး73နှစ်ကြာပိတ်ထားခဲ့တဲ့ဂျာမီဘလီကြီးကိုပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီဆိုပါတယ်တော်စားစုကြီးကိုပြန်လွတ်ပေးဖို့တောင်းဆိုတဲ့ Thai LGBT အလှမ်းမယ်ဟာ USU 2025ပြိုင်ပွဲမှာစတုဒါစုစုကူသွားတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ် အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့တွင်ကတော့ရခိုင်ပြည်မှာရောက်ရှိနေတဲ့အာရခတတ်တော် AA စဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကမောင်တော်မြို့မှာရိုဟင်ဂျာတွေနဲ့တွေ့ဆုံခဲ့ပြီး73နှစ်ကြာပိတ်ထားခဲ့တဲ့ဂျာမီပလီကြီးကိုပြန်လည်ဖွင့်လှစ်ပေးလိုက်တယ်လို့ Argan Princess Media ကသတင်းဖော်ပြထားပါတယ်။ဒါကတော့ဩဂုတ်လ30ရက်နေ့ကပဲအာရခတတ်တော် AA စဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကမောင်တော်မြို့ပေါ်မှာရှိတဲ့ဂျာမီပလီကြီးမှာရိုဟင်ဂျာတွေနဲ့တွေ့ဆုံခဲ့ပြီး စတင်ဘာလ12ရက်နေ့မှာတော့အဲ့ဒီဘလီကိုပြန်လဲဖွင့်လှစ်ပေးလိုက်တယ်ဆိုပါတယ်အဲ့ဒီမောင်တော်မျိုးဂျာမီဘလီကိုအရင်ဦးသိန်းစိန်အစိုးရလက်ထက်2012ခုနှစ်မှာပဋိပက္ခဖြစ်စဉ်ကြောင့်စတင်ပိတ်ပင်ခဲ့တာဖြစ်ပါတယ်အခု73နှစ်အကြာမှာတော့မောင်တော်မျိုးကိုအရခတတော် AA ကသိမ်းပိုက်ပြီးတဲ့နောက်မွတ်စလင်ဘာသာရေးခေါင်းဆောင်တွေနဲ့ရိုဟင်ဂျာခေါင်းဆောင်တွေကအရခတတော် AAC မှာဂျာမီဘလီကိုပြန်လဲဖွင့်လှစ်ခွင့်ပေးဖို့တောင်းဆိုခဲ့ကြတယ်လို့သိရပါတယ်အဲ့ဒီနောက် ရခိုင်ပြည်မှာရောက်ရှိနေတဲ့အာရခတတော် AEC ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြင့်နိုင်ကဩဂုတ်လ30ရက်နေ့မှာမောင်တောမြို့မှာရှိတဲ့ရိုဟင်ဂျာတွေနဲ့တွေ့ဆုံခဲ့ပြီးအခု2025ခုနှစ်စက်တင်ဘာလ12ရက်နေ့မှာတော့အဲ့ဒီဂျာမေပလီကိုပြန်လည်ဖွင့်လှစ်ခွင့်ပေးလိုက်တာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီမောင်တောမြို့ကဂျာမေပလီကြီးပြန်လည်ဖွင့်လှစ်တဲ့အခမ်းအနားကိုရိုဟင်ဂျာဘာသာရေးခေါင်းဆောင်တွေနဲ့အတူအာရခတတော် AE ကတာဝန်ရှိသူတွေနဲ့ရခိုင်မျိုးနွယ်စုတွေအပါအဝင်လူကြီး300ကျော်တက်ရောက်ခဲ့ကြတယ်လို့လည်းသိရပါတယ်ခင်ဗျာ။ တစ်ဖက်မှာတော့ဒေါ်စန်းစုကြည်ကိုပြန်လွတ်ပေးဖို့တောင်းဆိုတဲ့ Thai LGBT အလှမယ်ဟာ USU 2025ပြိုင်ပွဲမှာစတုတ္တဆုစုခုသွားတယ်သိရပါတယ်။ဒါကတော့ထိုင်းနိုင်ငံမှာကျင်းပနေတဲ့ USU 2025 LGBT အလှမယ်ပြိုင်ပွဲမှာဒေါ်စန်းစုကြည်ကိုစံပြပုဂ္ဂိုလ်အဖြစ်ထုတ်ဖော်ပြောဆိုပြီးပြန်လွတ်ပေးဖို့တောင်းဆိုခဲ့တဲ့ LGBT အလှမယ်ချရဝတ်ဆောင်ဝန်းဟာစတုတ္တဆုစုခုသွားတာဖြစ်ပါတယ်။အဲဒီ Thai LGBT အလှမယ်ဟာပြိုင်ပွဲမှာဒေါ်စန်းစုကြည်ပုံစံဝတ်ဆင်ပြီးသူဟာ ်ဒေါအောင်ဆန်းစုကြည်ကိုအင်မတန်မှလေးစားတဲ့အကြောင်းဒေါအောင်ဆန်းစုကြည်ဟာသူ့ရဲ့စံပြပုဂ္ဂိုလ်ဖြစ်ပြီးဒီမိုကရေစီရဲ့တင်ကိတာဖြစ်တဲ့အကြောင်းဒေါအောင်ဆန်းစုကြည်လိုကြံ့ခိုင်တန်မာသူဖြစ်လို့တဲ့အကြောင်းတွေကိုပြိုင်ပွဲအတွင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်အဲ့ဒီ Thai LGBT အလှမဲ့ဟာလက်ရှိထိုင်းနိုင်ငံမှာကျင်းပတဲ့ USU 2025ပြိုင်ပွဲမှာစတုတ္တဆုစုခူးသွားတာဖြစ်တယ်လို့သူဟာ2019ခုနှစ်ကလေ Miss LGBT Thailand အလှမဲ့ဘွဲ့ကိုရရှိထားသူဖြစ်ပါတယ်ခင်ဗျာ တစ်ဖက်မှာတော့အကျန်းဖတ်စစ်တကဒီအန်အန်လေးထိန်းချုပ်ထားတဲ့မိုးကုံမြို့အရှိပိုင်းကချမ်းသာကြီးဖျားနဲ့လင်းရောင်ကြီးဖုံးကြီးကြောင့်အနီကိုတိုက်ပွဲဖြစ်ပွားမှုမရှိပဲလေနဲ့လာပြီးဘုံကျဲသွားမှုကြောင့်နေအိမ်အဆောက်အုံတွေပျက်စီးထားပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။ဒါကတော့ဒီနေ့စက်တင်ဘာလ16ရက်နေ့မနက်ပိုင်းမှာပဲအကျန်းဖတ်စစ်တက်ကတီအန်အန်လေးထိန်းချုပ်ထားတဲ့မိုးကုံမြို့အရှိပိုင်းမှာရှိတဲ့ချမ်းသာကြီးဖျားနဲ့လင်းရောင်ကြီးဖုံးကြီးကြောင့်အနီကို တိုက်ပွဲဖြစ်ပွားမှုမရှိဘဲလေနဲ့လာပြီးရည်ရွယ်ချက်ရှိရှိဘုံတွေကျဲချသွားတယ်ဆိုပါတယ်။အဲ့ဒီလိုစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အမျိုးသမီးတဦးဒဏ်ရာရထားတဲ့အကြောင်းကိုကတအူးသိထားရပြီးနေအိမ်တွေလည်းပျက်စီးထားတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။အဲ့ဒီလိုပဲအချက်ဖက်စစ်တပ်ဟာမိုးကုံမြို့ကရသပြည်သူတွေကိုပိတ်မထားပြီးလေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတဲ့အတွက်မြို့ကံပြည်သူတော်တော်များများလည်းစစ်ဘေးရှောင်သွားကြတာတွေရှိသလိုပြီးခဲ့တဲ့ဩဂုတ်လအတွင်းမှာတဲ့မိုးကုံမြို့ကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုကြောင့် ရဲသားပြည်သူတိစုံမှုတွေတော်တော်များထားပြီးအဲဒီတက်ကဩဂုတ်လ14ရက်နေ့ကလေကြောင်းတိုက်ခိုက်မှုမှာဆိုရင်တရက်ထဲနဲ့ပြည်သူ22ဦးတိစုံခဲ့တဲ့ဖြစ်စဉ်လည်းရှိခဲ့ပါတယ်လက်ရှိမှာတော့အကြပ်ဖက်စစ်တပ်ဟာ TNL ထိန်းချုပ်ထားတဲ့မြို့နယ်တွေကိုပြန်လိုချင်နေတဲ့အတွက်တရုတ်နိုင်ငံကဘာအကူအညီတော်တောင်းပြီး TNL စီကမြို့တွေကိုပြန်တောင်းပေးဖို့တရုတ်ကိုဖိအားပေးခိုင်းနေသလိုတစ်ဖက်မှာလည်း သူတို့စစ်တပ်ကမြေပြင်စစ်ကြောင်းထိုးတာတွေနဲ့ရဲသားပစ်မှတ်တွေကို UTB လေကြောင်းတက်ခိုက်မှုတွေလက်နက်ကြီးပစ်ခတ်မှုတွေဇက်တိုက်ဆိုသလိုပြုလုပ်နေစေဖြစ်တယ်လို့ဒေတာတွင်သတင်းရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျာတဖက်မှာတော့အင်ဂျင်နိုင်ငံတချို့ကအကြံဖက်စစ်တပ်ကလုပ်မဲ့အတူရောင်ရွေးကောက်ပွဲကိုအပေးထောက်ခံမှုတချို့ပြုလုပ်နေမှုဟာမြန်မာစစ်တပ်ရဲ့စီရာဇဝတ်မှုတွေကိုအပေးအားမြောက်လုပ်နေတာဖြစ်တယ်လို့ NGO ဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကတတိပေးပြောဆိုလိုက်ပါတယ် ဒါကိုတော့စက်တင်ဘာလ15ရက်နေ့ကကြာရောက်တဲ့နိုင်ငံတကာဒီမိုကရေစီနေ့အခမ်းအနားမှာ NGO ဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကပြောလိုက်တာပါလက်ရှိမြန်မာနိုင်ငံရဲ့အင်းကြီးချင်းနိုင်ငံတချို့ကအကြဖက်စစ်တပ်ကလုပ်မဲ့အတုယောင်ရွေးကောက်ပွဲကိုအားပေးထောက်ခံမှုတချို့ပြုလုပ်နေတာကိုတွေ့ရပြီးဒါဟာမြန်မာပြည်သူတွေအပေါ်စစ်တပ်ကကျူးလွန်နေတဲ့စစ်ရာဇဝတ်မှုတွေကိုမျက်ကွယ်ပြုပြီးတော့စစ်တပ်ကိုအားပေးအားမြောက်လုပ်နေတာသာဖြစ်တယ်လို့တစ်ဖက်ကဒီမိုကရေစီစံတန်ဘိုးတွေကိုပါချေမှုန်းဖျက်ဆီးနေတာသာဖြစ်တယ်လို့ အန်ဂျီဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကပြောသွားပါတယ်။လက်ရှိမြန်မာနိုင်ငံမှာစစ်တကာအာဏာသိမ်းမှုကြောင့်ပြည်သူတွေရဲ့လွတ်လပ်မှုတွေဆုံးရှုံးနေတဲ့အချိန်တနက်ထောက်ပြီးကျင်းပတဲ့စစ်တပ်ရဲ့အတုယောင်ရွေးကောက်ပွဲဟာတရားမျှတတဲ့ရွေးကောက်ပွဲတစ်ခုဘလုံးမှဖြစ်နိုင်မှာမဟုတ်တလို့တစ်ဖက်မှာလည်းအဲ့လိုသူတို့ရဲ့အတုယောင်ရွေးကောက်ပွဲကျင်းပနိုင်မှုဆိုတာကိုအကြောင်းပြပြီးလက်ရှိစစ်တပ်ကသူတို့ဆုံးရှုံးထားတဲ့နေမျိုးတွေကိုပြန်လည်သိမ်းပိုက်ဖို့အတွက်မြေပြင်တိုက်ပွဲပေါ်ဆောင်နေုံနဲ့မကား လေးချောင်းတိုက်ခိုက်မှုတွေနဲ့ပါအယတာပြစ်မှတ်တွေကိုဥတီပြီးကလေးသူငယ်တွေပါမချမ်းရွေချက်ရှိရှိအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတွေကျူးလွန်နေတယ်လို့ဆိုထားပါတယ်အဲ့ဒီအတွက်အချက်ပစစ်တက်ကလုံမဲ့အတုရောင်ရွေးကောက်ပွဲကိုအိန္ဒိယနိုင်ငံတချို့ကအားပေးထောက်ခံမှုတချို့ပြုလုပ်နေမှုတွေဟာမြန်မာစစ်တပ်ရဲ့စစ်ရာဇဝတ်မှုတွေကိုအားပေးအားမြောက်လုပ်နေတာသာဖြစ်တယ်လို့ MG ဝန်ကြီးချုပ်မဝင်းခိုင်တန်းကတတိပေးပြောဆိုလိုက်ပါတယ်ခင်ဗျတဖက်မှာတော့ စကိုင်းတိုင်းကရေဦးမြို့ပေါ်နဲ့တပရင်လမ်းပိုင်းမှာရှိတဲ့အကြဖစစ်တပ်ဂိစခန်းနဲ့စစ်ကြောင်းကိုဒေါ်လာရေးတပ်တွေက drone စစ်စင်ရေးနဲ့ပုံကျဲတိုက်ခိုက်မှုတွေအတွေ့စစ်တပ်ဘက်ကထိခိုက်မှုတွေရှိထားသလိုတောင်ပြေးမြောက်ပြေးတွေပါဖြစ်ကုန်ကြတယ်လို့ရေဦး YFC တပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ္တကိုပြောပါတယ်စက်တင်ဘာလ14ရက်နေ့ကဆိုရင်ရေဦးတပရင်လမ်းပိုင်းမှာရှိတဲ့စစ်မှုလေယာဉ်ရုပ်အနည်းဝင်ရောက်လာတဲ့အကြဖစစ်တပ်စစ်ကြောင်းကို ဒေါ်လန်ရဲ့တပ်တွေက drone 3စီးနဲ့ဝေဟင်ကနေအသင့်စောင့်ကြည့်ပြီးဘုံကျဲတက်ခိုက်ခဲ့တယ်ဆိုပါလေ။အဲ့ဒီလိုတက်ခိုက်မှုအတွေ့စစ်တပ်ကထိခိုက်မှုတွေရှိသွားသလို drone ဘုံသီးတွေကြားမှာတောင်ပြေးမြောက်ပြေးနဲ့ဂစင်ကလျားတွေဖြစ်ကုန်ကြတာကိုလည်းမြင်တွေ့နေရတယ်လို့ရေဦး YFC တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါလေ။အလားတူစတေမလာ9ရက်နေ့ကလည်းရေဦးမြို့တောင်ဘက်ကြာဘူးအဝိုင်းမှာတဆွဲထားတဲ့အချက်ဖတ်စစ်တပ်ဂစ်ခန့်ကိုပါ ော်လိုင်းတပ်တွေက drone နဲ့ဘုံးသီးတွေဇက်တိုက်ကျဲချတိုက်ခိုက်ခဲ့သေးတယ်လို့ဆိုထားပါတယ်။လက်ရှိစကိုင်းတိုင်းဘက်မှာစစ်တပ်ကမြို့ပေါ်တွေကိုသာအဓိကထိန်းချုပ်ထားနိုင်ပြီးဂျန်နဲ့မြို့နယ်တော်တော်များများကတော့တော်လိုင်းတပ်တွေကထိန်းချုပ်ထားတဲ့အတွက်စစ်တပ်ကတော်လိုင်းတပ်တွေထိန်းချုပ်ထားတဲ့နယ်မြေတွေကိုမြေပြင်စစ်ကြောင်းထိုးတာတွေလာလာလုပ်နေပြီးမြဲသူတို့စစ်တပ်စစ်ကြောင်းတွေသာတိုက်ခိုက်ချေမှုန်းခံရပြီးပြင်းပြင်းစုပ်ပြေးတွားရတဲ့အခြေအနေတွေပဲဖြစ်နေသလိုသူတို့စစ်တပ်ထိန်းချုပ်ထားတဲ့မြို့ပေါ်ကဂိတ်စခန်းတွေကိုပါ ်ဒေါ်လာရင်းတက်တွေကမကြာခဏဆိုးသလိုတိုက်ခိုက်မှုတွေပြုလုပ်နေတာဖြစ်တယ်လို့လဲဒေတာတွင်သတင်းအရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျာတဖက်မှာတော့ရန်ကုန်မြို့လေကောင်မြို့တော်ခန့်မှအရှိကအချက်ဖတ်စစ်တဲ့လုံကြုံရေးဘယ်ရီဂိတ်မှာဘုံပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ရန်ကုန်ကင်းတောက်အဖွဲ့နဲ့30လမ်းမှာနေတဲ့ပြည်သူတို့ကရန်ကုန်ခေတ်ကိုပြောပါရယ်ဒါကတော့ဒီကနေ့စက်တင်ဘာလ16ရက်နေ့မနက်6:45မိနစ်အချိန်လောက်မှာပဲ ရကုံမြို့ရဲ့မြို့လေကောင်မှာရှိတဲ့မြို့တော်ခန်းမရှိကစစ်တပ်လုံခြုံရေးဘယ်ရီဂိတ်မှာဘုံပေါက်ကွဲခဲ့တယ်ဆိုပါလေ။အဲ့ဒီလိုပေါက်ကွဲမှုဖြစ်ပွားပြီးပြီးချင်းမှာပဲစစ်ကားနဲ့ရဲကားတွေအပြင်မီဒန်ကားတွေပါရောက်ချလာပြီးပဝင်းချင်းကိုစစ်ဆေးမှုတွေလှုပ်သွားရုံနဲ့မကဖျက်သွားတဲ့ကားတွေကိုပါတားပြီးစစ်ဆေးမှုတွေကို15မိနစ်ဝင်းကျင်လောက်ပြုတ်လုသွားတယ်လို့30တလမ်းမှနေတဲ့ပြည်သူတို့ကရှင်းပြထားပါလေ။လက်တော်မှာတော့ ဲ့ဒီဘုံပေါက်ကွဲခဲ့တဲ့မြို့တော်ခမ်းမအရှိကနေရာကိုလူသွားလူလာမလုပ်ဖို့ကန့်သက်ထားတာကလွဲပြီးဂါရီကတော့ပုံမှန်အတိုင်းသွားလာခွင့်ပြုထားပြီးမဲ့စစ်သားတွေနဲ့ရဲတွေကတော့မြို့တော်ခမ်းမဝင်းအတွင်းထဲမှာလက်နက်ကင်ပြီးတော့အသည့်အနေထားနဲ့လုံခြုံရေးစောင့်ကြည့်မှုတွေရှိနေတယ်လို့လည်းသိရပါတယ်ခင်ဗျာအခုတစ်ခါဆက်ချင်တာကတော့ထိုင်းနိုင်ငံကချနာဘူရီခရိုင်မှာအသက်နှစ်နှစ်အရွယ်မြန်မာနိုင်ငံသားကလေးငယ်အပါအဝင်တရားမဝင်မြန်မာ53ဦးကိုထိုင်းအာဏာပိုင်တွေက ထပ်မံဖန်ဆီးရမိထားတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားကြပါတယ်။ဒါကတော့ဒီကနေ့စက်တင်ဘာလ16ရက်နေ့မနက်အစောပိုင်းမှာပဲထိုင်းနိုင်ငံကချနာဘူရီခရိုင်အတွင်းကား၄စီးနဲ့ကြက်ကြက်တဲတဲလိုက်ပါလာပြီးတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား53ဦးကိုထိုင်းအာဏာပိုင်တွေကဖန်ဆီးရမိခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီလိုဖန်ဆီးရမိတဲ့မြန်မာနိုင်ငံသား53ဦးထဲမှာမိခင်နဲ့အတူအသက်2နှစ်အရွယ်ကလေးငယ်ပါပါဝင်လာသလို စုစုပေါင်းအမျိုးသားကြီးပဲ31ဦးနဲ့အမျိုးသမီး22ဦးဖြစ်တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားကြပါတယ်။အဲ့ဒီလိုထိုင်းအနာပိုင်တွေဖမ်းဆီးရမိထားတဲ့တရားမဝင်မြန်မာနိုင်ငံသား53ဦးစလုံးဟာရန်ကုန်မြို့ကနေလာကြတဲ့သူတွေဖြစ်တယ်လို့လည်းသိရပြီးသူတို့ဟာကုန်းလန်းရေလန်းနဲ့တောလန်းတွေကိုအသုံးပြုပြီးတော့ထိုင်းနိုင်ငံအတွင်းပွဲစားကပြည်ပဝင်ရောက်လာကြတာဖြစ်တယ်လို့လည်းထိုင်းသတင်းတွေရဲ့ဖော်ပြချက်အရသိရပါတယ်။လက်ရှိမြန်မာနိုင်ငံမှာ အကြမ်းဖက်မဲအွန်လိုင်းခေါင်းဆောင်တဲ့စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ဒိုင်းမီရဲ့စီးပွားရေးကြာဆင်းမှုတွေနဲ့အတူအလောက်ကန်ရှားပါမှုတွေအပါအဝင်ပြည်တွင်းပဋိပက္ခတွေဂျာမန်အထွေထွေကြက်တဲမှုတွေရင်ဆိုင်နေရတဲ့မြန်မာနိုင်ငံသားတွေဟာအတင်းကျပ်စစ်သားစုဆောင်တာတွေပါခံနေရတဲ့အတွက်ပြည်ပထွက်ခွာမှုတွေများပြားလာနေရမှာအိန္ဒိချင်းထိုင်းနိုင်ငံကိုလည်းနီလန်မျိုးစုံနဲ့ဝင်ရောက်မှုတွေမြင့်တက်နေပြီးထိုင်းအာဏာပိုင်တွေကလည်းတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသားတွေကိုမကြာခဏဆိုသလိုဖမ်းဆီးရမိမှုတွေဟာ ဇက်တိုက်ဆိုသလိုကိုဖြစ်ပွားနေပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ပါ